ရုရှားတန်ခွေဆက်ရုံကိုယူကရိန်းဒရုန်းနဲ့တိုက်ခတ်ရုရှားနိုင်ငံရှိကမ္ဘာအကြီးဆုံးတဘာဝတန်ခွေတန်းစီရင်ဆက်ရုံဖြစ်တဲ့အိုရင်ဘတ်ဟာယူကရိန်းဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့်ကာဇက်စတန်နိုင်ငံဘက်ကနေတန်ခွေလက်ခံရတာကိုရှာဆိုင်လိုက်ရတယ်လို့ကာဇက်စတန်စွမ်းအင်ဝင်ကြီးဌာနကသတင်းထုတ်ပြန်ခဲ့တာကိုရိုက်တာသတင်းမှာဖော်ပြထားပါတယ် ဒုံတိုက်ခိုက်မှုကြောင့်အစောပိုင်းကအရိစက်ရုံကတစိမ့်တစ်ပိုင်းပြက်စီးသွားပြီးတော့စက်ရုံဝင်တွင်ရှိအလုံးယုံတစ်ခုမှမီးလောင်ခဲ့ကြောင်းအိုရင်ဘတ်ဒေတာအုပ်ချုပ်ရေးမှူးကပြောပါရယ်။နောက်ပိုင်းမှာတော့မီးငြိမ်တက်နိုင်ခဲ့ပြီလို့ရုရှားမီဒီယာတစ်ခုဖြစ်တဲ့ကိုမားဆင်သတင်းစာကရှင်းတာဖော်ပြပါရယ်။အော်ရီမတ်ဒေတာရှိဒံွေတန်းစင်စက်ယုံတယုံနဲ့ဆာမာရာဒေတာရှိရေနံကျက်စက်ယုံတယုံကိုတိုက်ခိုက်ခဲ့ကြောင်းယူကရိန်းဘက်ကလည်းအတည်ပြုခဲ့ပါဗျ။ ယူကရိန်းကရုရှားရဲ့လောင်စာဆီထောက်ပံ့ပို့ဆောင်ရေးကိုနှောက်ယှက်ဖို့နဲ့ရုရှားစိုးရရဲ့ရမုံငွေကိုဖျက်ချောက်ဖို့အတွက်ပြီးခဲ့တဲ့ဩဂုတ်လကလေးကရုရှားရည်နံချက်စက်ရုံတွေနဲ့တခြားစွန့်ရင်ဆိုင်ရာအဆောက်အုံတွေကိုတိုးမြင့်တိုက်ခိုက်လာခဲ့တာပါ။အဲဒီနေရာမှာပေါက်ကွဲမှုတွေနဲ့မိတာမှုတွေဖြစ်ခဲ့တယ်လို့ယူကရိန်းစစ်တပ်ကပြောပါရယ်။အခုဖြစ်စဉ်မှာအိုရီမန်တံခွေဓာတ်ရုပ်လုပ်ငန်းစုရဲ့တစိမ့်တစ်ပိုင်းဖြစ်တဲ့အရိစက်ယုံကိုယူကရိန်းကပထမဆုံးချိန်တိုက်ခိုက်တာလို့သိရပါဗျ။ ဂက်စ်ပရွန်လုံငန်းကလေပတ်လောက်ကိုင်းတဲ့အဆိုပါဆက်ယုံရဲ့နှစ်စဉ်တန်းစဉ်ထုတ်လုပ်နိုင်စွမ်းဟာကုဘမီတာ45ဘီလီယံအထိမြန်မြန်ဆဆရှိနေတာဖြစ်ပါတယ်။